သမီးကတော့မိုးသင်ငွေအများကြီးရှည်လာတယ်ပေါ့နော်အဲ့တော့ဘာလို့လဲဆိုတော့လည်းကြည့်ကောင်းတယ်လို့လို့ဒါမှမဟုတ်လည်းအထူးကြတဲ့တွေ့နေလည်းကြောင်းအခုဝက်လာလွတ်လာဝမ်းသာပါတယ်ပေါ့နော်အများကြီးအလုံးလုံးနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်အခုကောင်းနိုင်မယ်လို့နိုင်မယ်လို့မျှော်လင့်ပါတယ်ပေါ့နော်ပို့ပြီးတော့ကြားထားတာရှိပါတယ်အခုကလက်စမ်းပြန်နေအခုစီးထွက်လာမျိုးပေါ့နော်အဲကျွန်တော်တွေ့ကြည့်လိုက်တော့လေသူနေသားနဲ့အဲပြစ်ဒဏ်နဲ့တွေ့ကြည့်တော့လေဟုတ်တယ်ဒီကကိုကိုပြန်ပြီးတော့လူငယ်မှာပါလာနိုင်တဲ့အခြေအနေမျိုးပေါ့အဲတော့တွေ့ကြည့်ရရှိပါသူ ဒရက်တော်များတွားကြိုးတယ်အလုပ်တွေပြန်လုပ်ဖို့အတွက်သူဒီမှာလဲတူတန်လန်းနေအများကြီးရှိခဲ့တာတွေလဲသူလက်ဆက်တက်မှာအများကြီးရှိသေးတော့ဟိုအကုန်လုံးကလဲသူလူတွေကလဲသူအကုန်လုံးကထိုင်မြောင်နေကြပြီဆိုတော့ဒါအချိန်ကောင်းပါပဲအချိန်ကောင်းဆိုပေမဲ့လဲတက်မှာဒီမှာဟိုဟိုဘောနဟိုဟာပြိုဒီဟာအဲအဲမျိုးသူကထွက်လာတာထွက်လာတာသူပါလဲဟဲ့သူရဲ့ကုသကလည်းဒီမှာကြီးကြီးမားမားဆိုတော့ဒါမဲ့လူပဲကြိုးစားမှာပါပဲကိုသားမီးကသူကလို့လို့ရပြန်ရဟိုလုံးနိုင်ခံနေတဲ့သူပြောဖြစ်တဲ့အတွက်ကြောင့်မလို့လုံးနိုင်မှာပါပါပဲဖြစ် ကယ်ဖန်ခံပြဿနာတတဲ့အချိန်မှာကျွန်တော်တန်လန်တိသွားရတယ်တွေ့ရဟိုသူပြောစရာရှိတာပြောရပေါ့နော်ဒါတကယ်ကျွန်တော်သူ့အတွက် တကယ်လိုအပ်တဲ့အချိန်တွေမျိုးတွေပေါ့နော်ဒါတော့ပုံမထွက်လာမယ်သူကတော့ပြောပြောဒီတောင်းထွက်လာဆိုကိစ္စစောင့်ရတဲ့ကိစ္စဗျာကျွန်တော်ကိုယ်တိုင်ကထွက်ဘူးတော့ကျွန်တော်သိတယ်ဗျာအကြိုက်စောင့်ရတယ်ဗျာဘယ်ဆိုကိုယ့်နာမည်ပါလားမပါလားလူတွေအများကြီးကြားထဲမှာစောင့်ရမှာမို့လေဟိုဟိုထဲမှာလူကလည်းကိုယ့်ဘယ်နာကိုယ့်ချင်းကိုယ့်နာမည်ဘယ်ချင်းခေါ်မလဲဘယ်ချင်းထွက်မလဲဆိုတော့ကန်စင်ကမ်းပြောလို့ရတဲ့ကိစ္စမျိုးမဟုတ်လူအများကြီးတွေမှာအဲ့လိုအကြိုက်ရွာလေတွေလေအဲ့လိုစောင့်ရတာမျိုးဗျာ ဆိုတော့အဲ့တော့ဩကြီးကျွန်တော်ဘယ်လိုတွေးလဲဆိုတော့ထွက်လာတော့လေအပြင်ရောက်တော့ဗောပြန်ရတဲ့ခါကျတော့လေဟိုသူလုံးစရာရှိတာတွေနဲ့သူလုံးရမယ့်ကိစ္စတွေကိုစောစီးလုံးလို့ရတော့ဗောလေအဲဒါအစ်စ်ပြီးတော့ဟောဗောအဲ့လောက်ကြီးကြီးဟောဗောဟိုကျွန်တော်ကျွန်တော်တို့ကကျွန်တော်တိနေတော့ဗျာမတော်တော့ပါဘူးဆိုပြီးတော့နေလိုက်တာဟို1မီမဖြစ်တာမဟုတ်ဘူးမကြိုးစားလည်းမဟုတ်ဘူးကျွန်တော်လုံးတင်လုံးထိုက်တာတွေမှာလေကျွန်တော်ကသူနဲ့ပတ်သက်အကုန်လုံးဖုံးရှည်ရည်လို့တော့သူနဲ့ပတ်သက်လို့ကျွန်တော်ထိဟိုလုတ်ခဲ့ရပါဘောနော်ဟိုပတ်သက်ခဲ့ရရည်ရည်ခဲ့ဖြစ်နေတဲ့ကြောင့်ဒါဒါမျိုးကျွန်တော်ပြောကြတာကိုသူသဘောပေါက်မှာပါဟိုရဲ့ချိန်မှာကျွန်တော်ကဒီ မြေကောင်းမြေနဲ့ပတ်သက်တော့အခုတော့တရေလို့ပြောင်းလာတဲ့ဇကောက်ကျွန်တော်တော်ပြီးရချိတ်တော့ဟိုခဏနေပါဦးကွာလို့တော့ဥစုံမြန်ပြောတယ်ပေါ့လေဒါကတော့အမှန်တော့ကုစားမီတို့ပါတော့ပြောရမယ်အဲနော်ဟိုတွေ့ရမယ်ဟာတွေမျိုးမှာကျွန်တော်တွေ့ထားရဆိုပေမဲ့လည်းအဲသူတို့ကဒီကားနဲ့ပတ်သက်လို့ကုစားမီတေချာလွတ်လွတ်ကျွတ်ဖြစ်သေးလို့မရအပြင်မရောက်သေးလို့ဒါမျိုးကိုခဏ break ထားတာမတည်ပေါ့လေအဲအဲ့ဒါကြောင့်မလို့အခုတော့ကုစားမီကိုယ်တိုင်ထွက်လာပြီဆိုတော့လေဒီကားနဲ့အဓိကရုံတင်မှုအတွက်သူ try ရမှာပေါ့နော်ဒါပထမဆုံးလုပ်ရမယ့်ဟာမျိုးပေါ့ ဒုတိယကျတော့ तू ရိုက်တဲ့နိုင်ငံသားနေ့ဆိုတာရှိရောဟောဘောနော် तू ရိုက်ဖို့လုပ်ထားတဲ့ဟာမျိုးရှိရပြအဲ့ဒါကို तू လက်ဆက်တတ်အောင်ပေါ့လေအဲ့ကောင်ဇလန်ကြမကြသေးဘူးပြောတာလားဒါမှမဟုတ်ပြင်ရမှာလားမသိဘူးနောက်တစ်ခါကျတော့ तू ရိုက်မယ်ဒီဘာလဲဘာလဲ तू ရိုက်ဖို့လုပ်ထားတဲ့ဖျားပေးတဲ့အစုလို့နောက်ပြီးတော့နဆိုးပြင်းလို့နဆိုးပြင်းဆို तू ကျိုးဟာတွေမှာဆီယံယူထားတာတို့ပစ္စည်းပစ္စည်းတွေဝယ်ထားတာတွေလည်းတော်တော်ပြင်းနေဝင်သွားတာမျိုးပေါ့ဆိုတော့ အဲသူဘာရအောင်တော့ဘယ်လိုရွေးချယ်ဘယ်လိုကိုင်းပြီးတော့ဘယ်လိုလုပ်မလဲတော့မသိဘူးလောက်ရမယ် process တွေတော့ရှိရအောင်သူဟာတွေကကျွန်တော်သွားပြီးတော့ပြောလဲအခဏနေပါအောင်ကွာငါတို့ဟိုလုပ်ပေးပါမယ်ဘယ်လိုအမှန်တော့ကျွန်တော်ထင်တာတော့ဟိုဘောနောတခုခုဟိုထိခိုက်မှာဟိုဘောနောအဲ့လိုဖြစ်မှာဆိုလို့ခဏ break ထားပြီးတော့ကိုစာမီးလွတ်လွတ်ကျွတ်ကျွတ်ဖြစ်တဲ့အချိန်တွေအထိကိုဟိုဂျုံဘက်ကလည်းစောင့်မုံရပါတယ်အဲဘာလို့ကျွန်တော်တို့ဒါတိကျသွားပြီးတော့ပြပြထားရတာပဲသူတို့လည်းအော်ဘလိုမျိုးညင်းတာမျိုးမဟုတ်ပါဘူးခဏလေးပါလို့သူက break ထားတဲ့သဘောပါပဲ ဆိုတော့ကိုစာမီထွက်လာပြီးတော့ကိုစာမီကိုယ်တိုင်သွားပြီးတော့ဟိုဟိုပြောရဲပါ냐ဆိုလဲရုံမရောက်လာမယ့်ကားတွေပါပဲသူရိုက်ထားတဲ့ကားတွေကတော့ရှိတာပေါ့လေဘာလို့ကျွန်တော်တို့ဒီကြားထဲမှာကျွန်တော်ကဟိုဘာလို့ဟိုဦးမင်းဆက်ရိုက်သွားတဲ့ဟာမျိုးရှိတော့ဟိုဟိုဟိုကျွန်တော်တို့ထိုက်ပါတော့ငကောမျိုးကျွန်တော်ကနာမည်ပြောင်းရတယ်ဗျာနာမည်ပြောင်းရတယ်နာမည်ပြောင်းပြန်ကြလာပြီးခါမှာကျွန်တော်တို့ကယုံတင်မှုကြိုးစားရဲဆိုရင်ခဏနေပါဦးလို့ပြောတယ်ဟောအဲ့တော့ကုသမီးရအထဲမှာရှိနေလို့ကျွန်တော်တို့ပြောတာလားကျွန်တော်သဘောမပေါက်ဘူးဘယ်လိုလဲတော့မသိဘူးဒါပေမဲ့ခဏပါကျွန်တော်ခဏရတယ်အခုကုသမီးထွက်လာပြီဆိုတော့ ဒါကတော့တေချာပုံလင်းသိရတော့မှာပေါ့နော်အခုသားမျိုးကိုယ်တိုင်သွားပြီးတော့တွေ့တွေ့ရမှာပေါ့လေစကားပြောကြည့်ရမှာပေါ့ကျွန်တော်တို့ယုံတင်မတင်ဘူးဒါမျိုးဆိုငကိုရှိတ်လောက်ကြရတော့မှာပေါ့နော်အဲအခါကျရင်သိရသိရမှာပေါ့ကျွန်တော်တို့ကဂျားရီကနေသွားပြီးတော့ပြောရတဲ့အတွက်ကြောင့်ကိုသားမျိုးမှလည်းဒီလို reject ဖြစ်နေတဲ့အတွက်ကြောင့်သူတို့ကကနဘရိတ်တိုင်းအတွက်ကြောင့်အဲ့တော့ဘာကြောင့်ဘရိတ်တိုင်းဆိုကျွန်တော်လည်းမသိဘူးရိုက်ရက်တန်းလန်းကနေပြီးတော့ဘရိတ်ကန်ထားရတယ်သူတို့နိုင်ငံရေးသားနှစ်ဆိုရှိရရိုက်ကူးကမကြသေးဘူးပေါ့အဲ့တော့ကျွန်တော်ရိုင်းတန်းလန်းနဲ့ရက်ထားတာပေါ့နောက်နှစ်ဆိုးပြီနှစ်ဆိုးပြီနှစ်ဆိုးပြီကကြတော့ရိုက်မယ်ဆိုပြီးတော့ ပစ္စည်းပစ္စည်းတွေဝယ်ထားပြီးအချိန်မှာပဲဒီလိုမျိုး case တွေဖြစ်တာ哦ထောင်ကျဆိုတဲ့ case ကနည်းနည်းစမ်းနေပြီဗျာဘယ်လိုလဲဆိုတော့သွားပြီးသူ့ကိုသူ reset လုပ်လိုက်တာပဲဗျာသိလားအဲ့လို तू လုတ်ဖြစ်လားမသိဘူးပေါ့နော်အဲ့ तू လုတ်ဖြစ်လာရယ်ဆိုရင်တော့ तू က reset तू ကအထောင်ထဲမှာလုတ်ခဲ့ရယ်ဆိုရင်တော့ तू ဒီပြန်ထွက်လာဘာလုပ်မလဲဆိုတော့ကျွန်တော်မှန်းလို့မရတော့ဘူးအဲ့ तू ကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ तू က reset မလုတ်ခဲ့ဘူးအဲ့ तू ကဒီတိုင်းပဲသူ့ကိုသူဆက်ပြီးတော့အထဲမှာလည်းငါပြန်ထွက်ချင်တယ်ငါပြန်ထွက်ချင်ငါပြန်ထွက်ချင်တယ်ဆိုတဲ့စိတ်နဲ့အဲ့လိုမျိုးအဲ့လိုမျိုး तू အရင်ဇောကတ်ခဲ့မယ်ဆိုရင်တော့တာတာသူ့ကိုသူ reset မလုတ်ခဲ့ဘူးပေါ့နော် ဒါမှမဟုတ်မလုပ်ခဲ့ဘူးဆိုတော့ကျွန်တော်သူ့ကိုခံမှန်းလို့ရတာတော့အသူအပြင်မှာရှိခဲ့တဲ့သူအာတီသားရှိခဲ့တဲ့သူရိုက်မယ်လို့ရွယ်ခဲ့တဲ့အဲဟာရီကိုပဲသူဆက်သွားမယ်ပေါ့ဆက်သွားတဲ့ခါမှာကိုစာမီးရဲ့ပုံစံအတိုင်းပဲရောက်သွားမှာမဖြစ်မနေသွားမှာလာမတားလို့လုပ်ရလို့မယ်ဆိုတဲ့ဟာမျိုးနဲ့သွားမယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ထောင်မှာတော့ငါအေးကွာငါတို့ဘာမှခဲ့ပြီလဲဘာမှန်ခဲ့ပြီလဲဆိုတော့စဉ်းစားချင်းရတဲ့အချိန်တွေတခုမှသူကသူ့ကိုသူအလားလဲယူရင်ပြန်လဲတုံးတက်ရင်လူပညာနမှာရှိတဲ့သူ့ရဲ့ position တွေကိုပြန်လဲစီးပြန်လဲကြည့်အဲ့လိုမျိုး ်သူ reset တစ်ခုလုပ်ခဲ့မှာဆိုရင်တော့လေအဲသူဒီမှာပြန်ထွက်လာပြီးတော့သူထက်လို့မယ်ဆိုရင်အတစ်ကကျွန်တော်ဘန်းလို့မရအောင်ဒါဘာမှမဖြစ်နိုင်ဘူးပြရတော့ကျွန်တော်တို့ကဟိုကုသမီနဲ့ကျွန်တော်တွေ့တဲ့အခါမှာကျွန်တော်ကဒါကိုစပြီးတော့လောက်ခါသားမှသူနဲ့တွေ့ရပါတော့အဲ့တော့သူ့ကိုကျွန်တော်မေးတော့ကုသမီလုံနိုင်တာပေါ့သူကလုံနိုင်လောက်တော့လောက်မှာပေါ့ကောင်ကြီးလို့ပြောတော့ကွာအဲ့မှာကျွန်တော်တို့ agreement တွေပါတယ်စကားတွေပါတယ်ပြောရတဲ့စကားတွေပါတယ်နေပါရှိပါတယ်အရှင်းနဲ့ကျွန်တော်ဆက်လုပ်လာတဲ့အခါမှာလည်းဒီဟိုအရာတွေမှာလည်းအဲဆိုပြောတဲ့စကားတွေအတိုင်းဖြစ်တယ်ပြောတဲ့စကားတွေမှာပြောတဲ့စကားတွေအတိုင်းမဖြစ်ဘူးပေါ့လေအဲ့တော့ တကယ်လို့သူကကျွန်တော်နဲ့ပြန်ပြောဒီဟာမှာပြန်ပြောမယ်ဆိုကျွန်တော်ပြန်ပြော remind လုပ်အောင်ပါပေါ့နော်အစ်စ်ပြန်ပြောတဲ့စကားတွေမဟုတ်ဘူးကျွန်တော်ဒီလိုတော့ပြောခဲ့ကြရတယ်ဆိုတော့မျိုးသူကျွန်တော်ရပြန်ပြီးတော့နည်းနည်းစကားလေးပြောအောင်ပါပေါ့နော်ဒါပြောကြားရမှာပေါ့ဟုတ်အဲ့ပေါ့ဘလိုဘလိုငါတို့ဂျုံတင်ဘလိုဘလိုလုပ်မယ်ဆိုတဲ့ဟာလေးလောက်ပါပဲကျွန်တော်တော့ကျွန်တော်ငွေရှိတဲ့ project တွေအတိုင်းငွေရှိခဲ့တဲ့စိတ်ကူးရင်ထားမှုတွေအတိုင်းပဲအဲတက်နိုင်စမှာချင့်ကပ်ပြီးတော့အောင်ပါပေါ့နော်